မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေကောင်စီကပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲသည်အကြံဖတ်စစ်တပ်ကမြန်မာပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်မှုများပုံမကျူးလွန်နိုင်စေရန်လှုံ့ဆော်ခွင့်လိုင်စင်ပေးလိုက်တဲ့ကဲ့သို့ဖြစ်မိဟုကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းတတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် စစ်ကောင်စီကပြုလုပ်မိအထူးရောင်ရွေးကောက်ပွဲသည်စစ်တပ်ကမြန်မာပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်မှုများပုံမှုကျူးလွန်နိုင်စေရန်လှုံ့ဆော်ခွင့်လိုင်စင်ပေးလိုက်တဲ့ကဲ့သို့ဖြစ်မိဖြစ်ကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကတတိပေးပြောဆိုလိုက်ပါတယ်။အော်တိုဘာလ6ရက်နေ့ကကျင်းပပြုလုပ်တဲ့အကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံစီးပွားရေးနှင့်ဗန်နာရေးဆိုင်ရာကော်မတီဒုတိယကော်မတီ၏အထွေထွေမူဝါဒရေးရာမင်ကွန်းပြောကြားမှုအစီအစဉ် General Debate တွင်၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အကြံဖတ်စေအုပ်စုကပြုလုပ်ပေအထူးအရောင်အလိမ့်ညာရွေးကောက်ပွဲသည်ရေရှည်အကျိုးကျေးဇူးအပြန်လည်ပူးပေါင်းဆောင်ရွက်မှုနှင့်ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုတို့အတွက်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုယူဆောင်လာနိုင်မည်မဟုတ်သည်မှာလွန်စွာထင်ရှားကြောင်းရှင်းတူရောင်ရွေးကောက်ပွဲသည်စစ်တပ်ကမြန်မာပြည်သူများအပေါ်ရက်ဆက်ကြမ်းကြုတ်မှုများကိုပုံမကျူးလွန်နိုင်စေမည်လှုံ့ဆော်ခွင့်လိုင်စင်ပေးလိုက်တဲ့ကဲ့သို့ဖြစ်မည်ဖြစ်ကြောင်းခူလာသမကဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မိုးထွန်းကပြောပါသည် ပြည်သူလူထုကလည်းစစ်အုပ်စုရဲ့လိန်လေလှည့်ပြားသည့်လုပ်ငန်းစဉ်ကိုရနိုင်သမျှနှီးလန်းပေါင်းစုံဖြင့်စန့်ကျင်ကန့်ကွက်နေကြောင်းထို့ကြောင့်စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ပြီးတရားမျှတမှုငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ခိုင်မာစွာဆုံးဖြတ်ထားသည့်မြန်မာပြည်သူလူထုကိုပံ့ပိုးကူညီပေးကြပါယံနိုင်ငံတကာအသိုက်အဝန်းကိုတိုက်တွန်းထားပါသည် ဆက်လက်ပြီးဝိုင်းမော်တိုက်ပွဲစစ်ကောင်စီတပ်ကင်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမ်းမြန်ကျေးရွာအနီးတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေတပ်ဆွဲရာကင်းစခန်းတစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။အနာသိန်းစစ်ကောင်စီတပ်က KIA သိမ်းပိတ်ထားတဲ့နေမြေတွေကိုပြန်ရဖို့ဦးတည်ပြီးဝိုင်းမော်မြို့နယ်လမ်းမြရွာဘက်မှာစစ်ကြောင်းထိုးဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး ဒီနေ့အောက်တိုဘာ၈ရက်မနက်မှာတော့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါရယ်။ဒီနေ့မနက်၆နာရီကနေတိုက်ပွဲအကြီးအကျယ်ဖြစ်နေတာဝိုင်းမော်အထွက်ပေါ်လမ်းမြန်ရွာဘက်မှာပဲလက်ရှိအခြေအနေလဲတိုက်ပွဲကပြင်းထန်နေစေပဲအခုကလက်နက်ကြီးတွေတောက်လျှောက်ထုနေတာလို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ဝိုင်းမော်မျိုးကစစ်ရေးသတင်းရင်းမြစ်တအူးကမနက်စောကြီးတုန်းကတိုက်ပွဲတော်တော်ပြင်းထန်ပါတယ်စစ်တပ်ဘက်ကလက်နက်ကြီးတွေညကလေးကပြက်တာပြစ်လိုက်နှားလိုက်နဲ့ချနေတာ ဒီမနက်မှာတော့စစ်တပ်နဲ့မင်းစေတန်ပြည်သူ့စစ်အဖွဲ့တို့ပူးပေါင်းထိုင်ထားတဲ့စက်ကန်တစ်ခုကို KIA ကသိမ်းလိုက်ပါတယ်လို့ပြောပါတယ်။လက်မြန်ရွာဟာ KIA ကထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။စစ်ကောင်စီကဩဂုတ်လနောက်ပိုင်းမှာညကြီးနားမြို့ကတဆင့်စစ်တောင်းတွေဝင်လာပြီးတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစက်တင်ဘာလတည်းကတိုက်ပွဲမှလည်းစစ်ကောင်စီရဲ့ရှေ့တန်းစက်ကန်တစ်ခုကို KIA KPDF ပူးပေါင်းတပ်ကသိမ်းယူခဲ့ပါတယ်။ ။လမ်းမြန်ဒေသကစစ်ကောင်စီပူးပေါင်းတက်တက်ဆွဲရာစက္ကန်းတစ်ခုကိုသိမ်းနိုင်ခဲ့တာကို KIA သတင်းရင်းမြစ်တအူးကလည်းအတည်ပြုခဲ့ပါတယ်။ဒါပေမဲ့ထိခိုက်ကြဆုံးအခြေအနေတွေလက်ရှိစစ်ရေးအခြေအနေတွေကိုတော့ဆက်လက်စုံစမ်းနေသေးပါ KIA သတင်းပြန်ကြားရေးဌာနရဲ့ပြီးခဲ့တဲ့ရက်ပိုင်းသတင်းဖော်ပြချက်မှာလဲစစ်ကောင်စီဟာအောက်တိုဘာ3ရက်နဲ့4ရက်တွေမှာခလာရ58တရင်နဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တက်တွေကလမ်းမြန်ဒေသဘက်ကိုလက်နက်ကြီးတွေနဲ့ရန်တပ်ပစ်ခတ်တာတွေထောက်ရှောက်လုဆောင်ခဲ့ကြောင်းအတည်ပြုထားပါတယ် စက်တင်ဘာလဆန်းပိုင်းကဝိုင်းမော်တိုက်ပွဲမှာလုံခြုံရေးအဖွဲ့နဲ့အတူရှေ့တန်းစခန်းကိုတွားရောက်ဆစ်ဆီးခဲ့တဲ့ချင်းမြန်တပ်ရင်းခမရ338တိုင်ရင်မှုဟာ KIA KVDF ရဲ့တိုက်ခိုက်မှုခံလိုက်ရပြီးထိဆုံးသွားခဲ့တယ်လို့သိရပါတယ်။ခမရ338တိုင်ရင်ဟာတနိုင်းမြို့မှာအခြေစိုက်ပြီးလက်ရှိမှာဝိုင်းမော်မြို့နယ်တဲကိုရောက်ရှိနေတာပါ။ပြီးခဲ့တဲ့ဩဂုတ်လနောက်ပိုင်းကတိုက်ပွဲမှာလဲစစ်ကောင်စီဘက်ကဗိုလ်ကြီးတအူးတည်ဆုံခဲ့ပြီးစစ်တုံးပန်းအချို့ကို KIA KPDF ကဖမ်းမိခဲ့ပါတယ် အဲ့ဒီဖိုကြီးရဲ့နှာရီတလပြစ်ကိုမြကြီးနားမြို့မှာပြီးခဲ့တဲ့ဩဂုတ်လဇန်ကပြုလုပ်ခဲ့ပါတယ်။မြို့ကန်တွေကိုဖိတ်ပင်မဲ့လာရောက်သူနေပါတယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီဖိုကြီးကသူ့အလက်မရောက်သေးဘဲနဲ့ရှေ့တန်းကိုအပူခံရတာမိသားစုကစစ်တပ်ရင်မာတောင်မနေပဲအပြင်းမအိမ်ငှားနေတာသူ့နာရီကိုအနီးပတ်ဝန်းကျင်ကတော့မလာခဲ့ဘူး။ကျမတို့ကိုလည်းဖိတ်တယ်မသွားဘူးလို့မြို့ကန်တအူကပြောပါတယ်။ အခုရက်ပိုင်းတိုက်ပွဲတွေမှာတော့စေကောင်စီကလေကြောင်းတိုက်ခိုက်မှုမရှိသေးပဲရေကြီးနားမြို့အခြေစိုက်ညောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွေကလက်နက်ကြီးတွေဖြစ်နေတယ်လို့သတင်းရရှိပါတယ်တိုက်ပွဲတွေပြင်းထန်ဆုံးဖြစ်ခဲ့တဲ့အော်ဂိုလာနောက်ပိုင်းမှာလမ်းပြန်ရွာအနီးရှိမက်ဝါရွာကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပုံကျဲလို့စစ်ပေးရှောင်မိသားစုဝင်၅ဦးဒဏ်ရာရခဲ့ပြီးအသက်9နှစ်အရွယ်ကလေးငယ်တအူးသေဆုံးခဲ့ပါတယ်စစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်တွေဟာလက်ရှိမှာဝိုင်းမော်မြို့နယ်အပြင်ဖားကတ်နဲ့ဗမော်မြို့မှာလည်းတိုက်ပွဲပြင်းထန်နေပါတယ် ဒေသခံပြည်သူတွေအနေနဲ့လေကြောင်းနဲ့လက်နက်ကြီးအနေရဲ့အထူးဂရုစိုက်ကြဖို့ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကတတိပေးထားပါတယ်။ဆက်လက်ပြီးစစ်တပ်က TNL ထိန်းချုပ်ထားတဲ့မိုင်းငေါမြို့ကိုပုံကျဲတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စစ်တပ်ကရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်တဲက TNL ထိန်းချုပ်ထားတဲ့မိုင်းငေါမြို့ကိုဒီကနေ့မနက်7:00နာရီကျော်မှလေကြောင်းကနေပုံကျဲခဲ့ပါတယ်။တတအူလီတက်ကနေတက်လာတဲ့ Jet Fighter နဲ့ပုံကျဲသွားတာဖြစ်ပြီးထိခိုက်မှုအခြေအနေကိုမသိရသေးဘူးလို့ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်တအူကပြောပါရယ် ဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်ကို TNL ကထုတ်ပြန်ထားပြီးထိခိုက်မှုအခြေအနေကိုထပ်မံအသိပေးမယ်လို့ဆိုထားပါတယ်။ရှောင်းမင်းမြို့ကိုအော်တိုဘာလာတရက်နေ့ကပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီကနေ့စဉ်ဘုံကျဲနေပါတယ်။အော်တိုဘာလာတရက်နေ့ကနေအော်တိုဘာလာ၈ရက်နေ့အထိနမ်မတူမန်တုံတီဘောမိုးကုံကြောင်မင်းမိုင်းလုံးမိုင်းငုံမြို့တွေကိုဘုံဆက်တိုက်ကျဲခဲ့လို့အရက်သား၂၀ဦးထပ်မံနေတည်ဆုံခဲ့ရပါတယ်။ အောက်တိုဘာ9ရက်နေ့ကမိုင်းလုံမျိုးကိုဘုံကျဲလို့ကလေးငယ်တအူးအပါဝင်အရက်သား10ဦးတေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့ပါတယ်။စစ်ကောင်စီကမြန်မာနိုင်ငံဒေသအနက်မှာအရက်သားပြည်သူတွေကိုပြစ်မှတ်ထားပြီးဘုံကျဲနေလို့လုံခြုံရေးအန္တရာယ်အထူးသတိပြုကြဖို့ TNL ကတိုက်တွန်းထားပါတယ်။ဆက်လက်ပြီးစစ်သားတွေတည်ရင်မိသားစုကိုအကြောင်းမကြားဘူးလို့အလင်းဝင်စစ်သားပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ခရင်နီပြည်နယ်တိုက်ပွဲတွေမှာစစ်မှုတန်းတွေတေဆုံထိခိုက်မှုများနေပြီးလမ်းဘေးမှာတကြိုနေရပြီးစစ်တပ်ကမိသားစုထံအကြောင်းမကြားဘူးလို့ခရင်နီအမျိုးသားများကောက်ွက်ရစ်တပ် KMDFC ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားကပြောပါတယ်။ဒါပြင်စစ်မှုတန်းတစ်ယောက်တေဆုံရင်စာရွက်ဖြူတစ်ရွက်နဲ့300တန်းဘောပင်တစ်ချောင်းသာကုန်တယ်လို့လည်းတပ်တွင်းအမြဲတစေချင်းချောက်မှုတွေရှိတယ်လို့သူကဆိုပါတယ်။ အပတ်စဉ်ကားမှာစစ်မှုရတက်သားအဖြစ်ရက်ွက်ယုံကပေါ်တာဆွဲခံရပြီးတော့စစ်တင်နံစီလုခံရတဲ့ဆိုတဲ့စစ်သားတစ်အောင်ကူကိုဟင်းကလွိုက်ကော်မှုပြည့်နေဒီမော့ဆိုတိုက်ပွဲတွေမှာကြုံတွေ့ခဲ့ရတာတွေအပေါ်ပြောကြားချက်ရုပ်သံမှတ်တမ်းကို KMDF ကဒီနေ့ထုတ်ပြန်ပါတယ်။ငွေတောင်ဆယ်ထိပ်ကနေစစ်ကြောင်းထိုးတော့ပြည်အောင်ရတနာတိုက်ပွဲအဲ့ဒီမနက်ပိုင်းမှာ၂ယောက်ကြတယ်။ပါစာ၂ယောက်ညနေပိုင်းမှာ၃ယောက်ထက်ကြတယ်။ကြားတဲ့အထဲမှာတက်ချက်ကြီးတယောက်ပါတယ်။ပါစာတွေကိုအရှိကတက်ခိုင်းတယ်လို့အောင်ကူကိုဟင်းကပြောပါတယ်။ လက်ရှိဒီမော့ဆုံမျိုးနယ်မှာစစ်တပ်ရဲ့ထိုးစစ်မှာခြေလင်းတပ်ရင်းတွေဖြစ်တဲ့ခလာရကို128တပ်ရင်းသုံးရင်းကိုတုံးထားတယ်လို့သူကဆက်ပြောပါတယ်။ဒီမော့ဆုံမျိုးနယ်တိုက်ပွဲမတိုင်မီမိုးပြဲမြို့ကုန်းသာတိုက်ပွဲမှာလည်းဒေဆုံးခဲ့တဲ့စစ်မှုရန်တင်နန်းစင်စစ်သား8ဦးကိုလမ်းဘေးတွင်တကြိုခဲ့တယ်လို့သူကဆက်ပြောပါတယ်။တပ်တွင်းရှိနေခဲ့တဲ့ကာလာတလျှောက်မဲပောက်တာကြောင့်ဒါမှမဟုတ်ငွေကြေးကြောင့်အစားထိုးဝင်လာရသူနဲ့ပေါ်တာဆွဲခံရသူတွေများတယ်လို့ကိုအောင်ကိုကိုဟင်းကဆိုပါတယ်။ ထွက်ပြေးလို့မိတဲ့စစ်မှုထမ်းတွေဆိုရင်စစ်တပ်ကလူမဆန်စွာရက်ဆက်ပြီးတချို့ကိုတပ်ပစ်ခဲ့တယ်လို့လည်းသိရပါတယ်။918ကတည်ရင်မှုဆိုထွက်ပြေးတဲ့ပါစရီကိုတပ်ပစ်တယ်။ပြီးရင်စစ်နေပြည်မှာကြားတယ်ဆိုပြီးသူတို့စကားလုံးတာသူတို့ကပြောထားတာမင်းတို့ထွက်ပြေးလို့မိုင်းနေနေတေတေစာရွက်ဖြူတရွက်နဲ့ဘောပင်300တန်းတစ်ချောင်းပဲကုန်နေဆိုပြီးဒုတရင်ဘူးကပြောထားတယ်။ကျန်နာမင်းတို့ကိုတိတ်စိတ်ဝင်စားဘူးလို့အမြဲတစေပြောတဲ့ပြလို့ကြုံတွေ့ကြရတဲ့တက်တွင်းအခြေအနေကိုအောင်ကိုကိုဟင်းကရှင်းပြပါတယ် စစ်မှုတန်းတွေကိုတက်ကြွကြီးတွေကအုပ်ထုတ်ပြီးလစာဖြတ်တောက်တာထိုးကျိတ်ကန်ကြောက်တာတွေအပြင်တက်တွင်ဖိနှိပ်မှုတွေမျိုးစုံရှိနေတယ်လို့သူကပြောပါတယ်။ဒါပြင် PDF ဆိုသူတွေကိုအရင်တက်ရင်တက်မတက်ပါကကိုအသက်ခံရမယ်လို့ varchar မှိုင်းဖြန့်ထားပြီးမူရစ်စေဝါတွေကိုခါလာရတရနှစ်တက်စီကနေဝယ်ယူသုံးစွဲရတယ်လို့လည်းသိရပါတယ်။ရင်ရင်လေးနဲ့ကြောင်နေတာရှိကြတယ်။အချို့ကျတော့ရေပဲရေနေတယ်။ငိုတဲ့ကောင်တွေကငိုတယ်။သူတို့အိမ်လဲသူတို့မသိဘူး။သူတို့နာမည်တောင်မသိဘူး။အဲ့ဒီလိုကောင်တွေများတယ်ဗျာ။ ကျွေးမှစားတဲ့ကောင်တွေလည်းပါတယ်။အုံနောက်မကောင်တဲ့သူတွေလိုမျိုးပေါ့။ကြက်မပြေတာလွတ်နေတာကအနည်းဆုံး၁၀ရောက်လောက်ရှိတယ်လို့ဖက်ပြေးလွတ်မြောက်လာတဲ့စစ်သားတွေကပြောပါတယ်။ကင်းနီပြည်နယ်တဲကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်တွေတဲကစစ်မှုရန်စစ်သား၃ယောက်ခိုးလုံလာတယ်လို့ KMTF ကအော်တိုဘာလ6ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒီမော့ဆိုဖူဆိုလမ်းမကြီးတခြားစစ်ကောင်စီနဲ့တော်လန်ရစ်တပ်တွေကြားထိတွေ့တိုက်ပွဲတွေနေ့စဉ်ဒီပါရှိနေတယ်လို့လည်းသိရပါဗျ။